အားလုံးပဲလာပါခင်ဗျာဝင်းဘော channel ကနေအားလုံးကိုကျေးဇူးပါတယ်ကျွန်တော်တို့ premier league ပွဲစဉ်စတိကတော့ကစားလို့ပြီးသွားပြီဒီချိန်မှာတချို့အသင်းတွေ title race မှာပို့ပြီးတော့ပြန်အားကောင်းလာတော့တွေ့ရတယ်အထူးသဖြင့်ဒီ Manchester City တို့ Chelsea တို့ဆိုရင် title race မှာဒီပြန်အားကောင်းလာတော့ကျွန်တော်တွေ့ရတယ်ပထမဦးဆုံးဒီစနေနေ့ညအစောပိုင်းမှာကန်ခဲ့တဲ့ ီတော်တန်ဟော့စပါနဲ့မန်ချက်စတာတို့အတင်းပွဲစဉ်မှာတော့တစ်ဖက်နဲ့ကိုးစီသေးရေရလိုက်နဲ့ပွဲပြီးဆုံးသွားခဲ့ရတယ်။ဒီပွဲစဉ်မှာဆိုရင်ပထမပိုင်းက United ရဲ့ game ဖြစ်ခဲ့ပြီးတော့ဒုတိယပိုင်းကတော့တော်တန်ဟော့စပါရဲ့ game ဖြစ်ခဲ့တယ်။ဒီပွဲရဲ့ဒီအဆုံးအဆုံးဖြတ်ပေးခဲ့တဲ့ moment ပဲ moment လဲဆိုတော့ဒီ Benjamin Sancho ရဲ့ဒီ2-0ဖြစ်စီမဲ့ဒီအလုံးကိုအဆုံးမတတ်နိုင်ခဲ့တာပဲ။ဒီလုံးကိုတော့ ဒီ Benjamin Search ကိုအနေနဲ့အကောင်းဆုံးဆုံးသတ်နိုင်ခဲ့တယ်ဆိုရင်ဘာပဲပြော United ထူးနေဆိုရင်ဒီပွဲကဒီစပါးအနေနဲ့ပြန်လာဖို့ရခဲင်းတယ်ဗျာဒီကိုရတဲ့ chance ကိုခွင့်ရကိုရတဲ့ chance ကိုအဆုံးမသတ်နိုင်ခဲ့လို့ United ကနစ်နာခဲ့ရလို့ပြောရမယ်ဒါအပြင်ဒီ minute ဒီ80ကျော်လောက်မှာ Benjamin Search ကိုအနေနဲ့ဒီဒဏ်ရာရပြီးတော့ဒီလူသားလဲမှုက၅ချိန်ပြည့်မြောက်သွားတဲ့ United ဒီ10ရောက်17ရောက်ကစားတဲ့အချိန်မှာလည်း United ဒီရုန်းကန်ခဲ့ရတယ်ဒါတွေကပွဲအတွက်ဒီအဆုံးဖြတ်ပေးသွားတယ်လို့ပြောရမယ်သူတို့ဖြင့်ဒီ United နောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲမှာဆိုရင်တပတ်နှစ်ကိုတည်းရားလည်းနဲ့ပွဲပြီးဆုံးခဲ့တယ်ဒီပွဲတင်မှာ United ရဲ့ခြေစွမ်းကဒီအနိုင်ရလောက်တဲ့ထိခြေစွမ်းကောင်းမွန်တယ်လို့ပြောရမယ်ဒါပေမဲ့ဒီ United ရဲ့ဒီပြဿနာက ထုံးတယ်လိုက်ပေါ့ဒီ consistent ပါလीအမားတွေအရင်များတဲ့ဒီပြဿနာက United အတွက်ရလက်တွေကိုတမျိုးတစ်ပုံပြောင်းလဲသွားစေတယ်လို့လည်းပြောရမှာပေါ့နောက်ပြီးဒီ United အတွက်နောက်ထပ်ဒီ cancel တာသူတို့မှအဓိကအဖြစ်လက်မရှိတာဗျာလက်မရှိဘူးဆိုတာက နိုင်ဖို့ chance တွေသူတို့ရတယ်ဗျာအဲ့ chance တွေကိုပြန်ပြီးတော့ဟိုဂိုးရအောင်ပြောင်းလဲတဲ့နေရာမှာသူတို့အနေနဲ့ကံကောင်းမှုလိုအပ်တယ်လို့ကျွန်တော်ကတော့မြင်တယ်ဘာလို့လဲဆိုဒီ Nordia Forest နဲ့ပွဲမှာလည်းကြည့်ဗျာဒီနောက်ဆုံး minute မှာဒီ Armadia တို့ Area Boss တွေမှာလမ်းကန်လိုက်တဲ့လုံးဒီနောက်ဒီ Nordia Forest ရဲ့နောက်ခံကစားသမားကဒီ clear out လုပ်သွားတယ်ဒါကလည်း United တို့နဲ့နေနာခဲ့ဒီနေ့ဖွဲ့သမားဆိုလဲ Benjamin Search ကိုအနေနဲ့ဒီ Area အချိန်မှာသူ့အနေနဲ့ ဟိုဘယ်လိုပြောရမလဲအဲ့လုံးဆိုရင်ဗျာဟိုတိုက်စစ်မှုတရားအနေနဲ့ဒီဝင်တဲ့ဝင်ထိုက်တဲ့အနေအထားမှာသူမဝင်ခဲ့တာက United နဲ့နေနာခဲ့ရလို့ပြောရမလဲဒါကြောင့် United အနေနဲ့ဟိုနောက်ထပ်မှာပြဿနာရှိနေတာတကြောင်ရဲ့ဒီ United နိုင်ဖို့အတွက်ဒီအနေငယ်လက်ကလေးလိုနေရလို့ကျွန်တော်ကတော့ထင်တယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ Sanana နဲ့ Arsenal သင်းရဲ့ပွဲစဉ်မှာဒီပွဲစဉ်မှာတော့တစ်ဖက်ကကိုယ်ကြီးတေးရလည်းနဲ့ပွဲပြီးဆုံးသွားခဲ့ရတယ်ဒီပွဲစဉ်မှာတေးကြရတယ်ဆိုတာအထက်ဒီတချို့အပိုင်းတွေမှာ Mikel Arteta အနေနဲ့ပြုပြင်ပြောင်းလဲဖို့လိုတယ်ဗျ ထူးသဖြင့်ဒီ2-1ဖြစ်တဲ့အခြေအနေမျိုးမှာတချို့လူသားလေးတဲ့အပိုင်းတွေသူ့အနေနဲ့လိုအပ်ချက်ရှိခဲ့တယ်။ဒီကျွန်တော်အရှိဗီဒီယိုမှာလည်းကျွန်တော်သုံးသက်ခဲ့သလိုပဲကျွန်တော်ပါဆင်နယ်အမြင်အရဆိုရင်ဒီလီယာတို့ထရော့ဆက်နဲ့ဒီတခြားဒီခရစ်စတန်နော့ဂတ်ဖြစ်ဖြစ်ဒီပီယာရင်းဂတ်ဖြစ်ဖြစ်သူ့အနေနဲ့အဲ့လိုမျိုးလူသားလေးခဲ့တယ်ဆိုရင်ကျွန်တော်တို့ဘာပဲပြောဒီဒုတိယဦးဆောင်မှုကကျွန်တော်တို့အတွက်ပေးရခြင်းမှာပေးရမယ်။ကျွန်တော်တို့ဒီအေရီယာဘောက်ချက်မှာကြားတဲ့စကန်ဘောကိုကျွန်တော်တို့ရှင်းထုတ်နိုင်အောင်ရှင်းထုတ်နိုင်မယ်ဒါပေမဲ့လည်းကျွန်တော်တို့အဲ့ဒီနေမှာဖြစ်ရှင်တော့ ိုကျွန်တော်ခံစစ်ကစားရင်ပုံမှန်ကကျွန်တော်တို့တင်းကဒီ area box ထဲမှာဒီကစားမားတွေတော်တော်များများနေရာယူတတ်လေရှိတယ်ပြအခုတစ်ပြင်ဒီအမြင်ပေါ်အကောင်းတဲ့ကစားမားတွေဒီ6ယောက်9ယောက်လောက်ခံစစ်ဒီ area box ထဲမှာအကောင်းဆုံးနေရာယူပြီးတော့မှကျွန်တော်တို့ဒီစာခါတို့လောက်ပဲကျွန်တော်တို့ area box ရဲ့အပြင်လောက်ပါပဲသူတို့ထားတယ်သူတစ်ပြင်ဒီသူတို့တံမြန်ကောင်းတာကစားတဲ့ကမှာပို့ပြီးတော့ဒီစုဖြစ်အောင်လို့ထားလိမ့်ရှေဒါပေမဲ့ဒီနေ့ပွဲမှာကျွန်တော်တို့ကျွန်တော်တို့ဒီကန်ဆိုးတယ်လို့ပဲပြောရမှာပေါ့ကျွန်တော်တို့ ဒီခံစစ်ကိုပြန်ပြီးစဉ်းကြံမှာကစားသမားတွေနဲ့လိုအပ်တဲ့ဒီနေရာကိုမရောက်နိုင်ခဲ့ဘူးဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ passport scan ပေါ့ကျွန်တော်မဦးနိုင်ပဲနဲ့ကျွန်တော်ကိုးပေးလေးရတယ်ဆိုတော့ဒီပွဲစဉ်က Arsenal အတွက်တည်ကြသွားတယ်ဆိုပေမဲ့တချို့ပိုင်းတွေမှာဒီသင်ခန်းစာယူရမယ်နောက်ပြီးဒီပွဲစဉ်တည်ကြတယ်ဆိုရင်မှ Arsenal အတွက် title race ကဟိုအမှန်တိုင်းပြောရရင်အဲ့လောက်ကြီးထိဟို hard မဖြစ်စေဘူးဗျခဏလောက်ဝင်မှာတည်ကြတာဗျကျွန်တော်တို့အတွက်အရင်ကြီးဟိုနစ်နာတယ်လို့တော့ပြောလို့ရတယ်ဒါပေမဲ့ဟိုဒါကြီးက ဟိုတရေကျသွားလဲဆိုပြီးကျွန်တော်တို့အားလုံးဒီမေ့ပျောက်သွားအောင်ထီတော့မဟုတ်ဘူးဗျာဒါဖြင့် Tiger Race ကိုငါတို့မမှန်းလို့ရတော့ဘူးဆိုတဲ့ချင်းနေမျိုးတော့ဖြစ်မသွားဘူး Tiger Race ကတော့ကျွန်တော်တို့အတွက်လက်ကျွန်တော်လက်ထဲမှာပဲရှိတယ်ကျွန်တော်တို့ကိုယ့်လုပ်ကိုယ်ပဲအအောင်စိုက်ဖို့ပဲလိုတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဒီ Chelsea နဲ့ Wolverhampton ပေါ့ဒီပွဲစဉ်ကတော့ဟိုထွေထူးထူးအရင်ကြီးဟိုညွန့်ပြီးတော့ပြောစရာမလိုတော့ဘူးဘာလို့လဲဆိုတော့အသင်းကြီးအသင်းလေးကစားသွားခဲ့တယ်ဆိုတဲ့အတိုင်း Chelsea အနေနဲ့ဒီပွဲစဉ်မှာတကယ်ကိုဒီ perfect game ကစားသွားခဲ့တယ်ဒီရာဒီမှာ Chelsea ရဲ့ ဟိုအကောင်းဆုံးပွဲစဉ်တွေကတပွဲလို့တောင်ပြောလို့ရတယ်ဒီဘူဘာဟန်နန်နီနဲ့ Chelsea ကိုဟိုထူးထူးခြားခြားဘာမှတောင်လုံးမပြနိုင်ရဲ့ဘူးဗျ Chelsea ရဲ့တိုက်စစ်တိုက်စစ်ရောကွင်းလေရောတကယ်ကိုဟိုလုံးဝဟို perfect ကစားပြသွားခဲ့တယ်သူတို့ပြင်ဒီနေ့ပွဲမှာဆိုရင်ဂါနာရှိုးထူးရှည်ချွေတမ်းပြပြီးတော့ဒီဒီ right back တနေရာကဒီ Melo Gusto လည်းအကောင်းဆုံးခြေစွမ်းပြသသွားခဲ့တယ်ဒီရဒီမှာဟိုတချို့ကဒီ Arsenal တို့ ဒီ Manchester City တို့ Liverpool တို့ဒီ title race မှာအပြောများနေရယ်ဆိုရင်မဲ့ကျွန်တော်ကတော့ကျွန်တော် Barcelona အမြင်ရဆိုရင်လက်ရှိချိန်မှာ Chelsea ရဲ့တိုက်စစ်အစုဖွဲ့နဲ့ကွင်းလေကတကယ် Premier League ဒီအသင်းတွေထဲမှာအကောင်းဆုံးအစုဖွဲ့တွေရဲ့တစ်ခုလို့ပြောလို့ရတယ်ကျွန်တော်ကတော့လက်ရှိသူတို့အသင်းရဲ့တိုက်စစ်နဲ့ကွင်းလေအစုဖွဲ့ကိုကျွန်တော်အရင်သဘောကျတယ်ဒါကြောင့်လက်ရှိချိန်မှာကျွန်တော် Arsenal နဲ့လည်း6မှတ်ပဲကွာတဲ့အနေထားမှာတော့ကျွန်တော် Chelsea အနေနဲ့ title race မှာကျွန်တော်ကတော့ Chelsea ရှိတယ်လို့ကျွန်တော်ထင်တယ် နောက်ပြီးသူတို့နိုဝင်ဘာဒီတိုင် international break ပြီးလို့ချင်ဒီသူတို့ရဲ့အဓိကကစားမှာခိုးပါမဒီတရားကနေပြန်ပြီးတော့တက်တာလာပြီးတော့အတင်းအတွက်ကစားပေးနိုင်တော့မယ်ဆိုတော့ကိုပါမားကပြန်ပြီးတော့အားကောင်းလာလေဆိုရင်ဘာပဲပြောပြောကိုပါမားလို့ကစားသမားကဒီဂိမ်းကိုရဲ့ဂိမ်းရဲ့အဖြေကိုပြောင်းလဲပေးနိုင်တဲ့ကစားသမားဖြစ်တဲ့အထူးသဖြင့်သူ့ရဲ့ကီလာပတ်စ်တွေကပွဲရဲ့အဖြေကိုဘယ်လောက်ထိပြောင်းလဲပေးနိုင်လဲဆိုတော့ကျွန်တော်မှမဟုတ်ဘူးချက်စီဖန်တော်တော်များများလည်းတည်တယ်ဒါကြောင့် Novembala International Break ပြီးရင် Chelsea ရဲ့ ဒီတိုက်စစ်ကစားခင်ကဒီတက်ပို့ပြီးတော့ရှက်ဖြစ်လာဖို့ရှိတယ်။ဒါကြောင့်ကျွန်တော်ကတော့ဟိုလက်ရှိချိန်မှာချယ်ဆီအနေနဲ့တိုက်တဲ့ race မှာအားကောင်းနေစေအတင်းတင်းတင်းလို့မြင်တယ်။နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဒီ Manchester City နဲ့ Liverpool ပွဲစဉ်မှာဒီပွဲစဉ်မှာတော့ Manchester City ကဒီခြေစွမ်းတာနဲ့ Liverpool တင်းကို၃ဂိုးကိုမီဆိုရတိုင်းနိုင်ရရှိခဲ့တယ်။ဒီပွဲစဉ်ကလည်းဒီ Pep Guardiola ရဲ့ပွဲထောင်ပြမြောက်မှာ Manchester City ဒီကစားသမားဒိုကူထူးချက်ခြေစွမ်းပြပြီးတော့ ဒီအတင်းအတွက်နိုင်ပွဲရအောင်ဖော်ဆောင်ပေးခဲ့ရတယ်။ဒီပွဲမှာလီဗာပူးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထပ်ပြီးတော့ဟိုထပ်ပြီးတော့ပြောကြချင်တာကဒီလီဗာပူးရဲ့ဒီဟာဒီခံစစ်ဒီကစားတာကတော်တော်လေးဒီဝိဖြစ်တယ်လို့ပြောရမှာ။အထူးသဖြင့်ကျွန်တော်မနေ့ကသုံးသက်ခဲ့လို့ပဲဒီဘန်တိုင်းနဲ့ကိုနာတေးရဲ့ဒီကပ်ကိုမနည်းပြအနေနဲ့ဟိုအဖြေရှာဖို့တော့လိုတယ်။အထူးသဖြင့်ဒီသူတို့ရဲ့ကပ်ကနေတို့နှလုံးသုံးလောက်ဒီအဲ့ဒီပွဲစဉ်မှာဆိုကျွန်တော်တို့ဒီ မမားများတာကိုတွေ့ရတယ်ဒါပြင်ရင်ပွဲတွေမှာဆိုတော့သူတို့ရဲ့ gap တွေကဒီတော်တော်လေးကိုတစ်ဖက်တိုက်စစ်ကြတာမှားရွဲ့အရန်ကိုလွယ်ကူစွာထိုးပေါက်တိုက်စစ်စင်တဲ့ဟိုနေရာတနေရာလို့ဖြစ်နေရလို့ပြောရမယ်ဒါကြောင့်လီဗာပူးနီးပြားအာနီစလော့အနေနဲ့ဒီရဲ့အဖြစ်ကိုရှာတင်တယ်မန်ချက်စတာစီးတီးဘက်ကနေကြည့်မယ်ဆိုတော့မန်ချက်စတာစီးတီးကလက်ရှိချိန်မှာအာဆင်နယ်နဲ့၄မှတ်กว่าအနေထားကိုရောက်လာပြီသူတို့လည်းတိုက်တဲ့ race မှာပိုပြီးတော့အားကောင်းလာတဲ့အသင်းတစ်သင်းလို့ပြောရမယ်ဒါကြောင့်တိုက်တဲ့ race track ကတော့ကျွန်တော်ကတော့ဒီချိန်မှာ ီ Manchester City တို့ Chelsea တို့ကတော့ Arsenal နဲ့တိုက်တဲ့ race မှာဒီအကောင်းဆုံးအနေထားတည်းရလို့ရှိရှိအကောင်းဆုံးအနေထားမှာရှိနေလို့ပြောရမယ်။ Liverpool လည်းဟိုရှင်းမှတ်ပြတယ်ဆိုရင်မသူတို့ရဲ့တိုက်စစ်အစုအဖွဲ့ကလက်ရှိချိန်မှာတိုက်စစ်ဒီတိုက်တဲ့ race မှာရှိနေတယ်လို့ပြောလို့ရတယ်။ဒီ Manchester United လည်းသူအသီးသူခံနေတော့အကောင်းဆုံးကြိုးစားကစားနေတယ်။ဘာပဲပြောပြောဒီတိုက်တဲ့ race ကတော့ပိုပြီးတော့စိတ်လှုပ်ရှားဖို့ကောင်းနေသေးပါပဲ။ဗီဒီယိုလေးကိုဆုံးနေကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။